တခါကတော့9000လောက်ပဲရှိမယ်တန်ကြီးကနော်အဲ့တန်ကြီးကလည်းပြန်ရောပြီးက9000လောက်နဲ့ကွာခလေးကိုဒါအမမဟုတ်လို့ပြဆိုတော့ကျွန်တော်အဲ့လောက်ကြီးဒေါသဖတ်မှာမဟုတ်ဘူးနော်ခလေးပါနေတာခလေးကိုပါလုံးလိုက်တော့ခလေးကလေးပဲနေတာဒါလည်းသူကလည်းသူ့ခက်ခဲနဲ့သူဖြစ်တာမြန်မာနိုင်ငံမှာလည်းအဲသူတို့ကအဲ့ဒါတော့ဆိုင်ကလေးဖုံးလို့တဲ့ကောင်လေးဆိုလို့နေသူတို့လောက်ရမှာမဟုတ်ဒါလည်းထိုးရမှာဟိုကောင်လည်းတော်တယ်အဲအဲ့ဒါလေးရောဒီလိုဟိုင်းခါတော့မဟုတ်ပါဘူး तू ကမီးလေးတယောက်ကိုအများအားစောင့်ရှောက်ပြီးချစ်တယ်ဒီခလေးကိုဒီလိုလှုပ်လှုပ်ရှားရဲဆိုရဲမသိပါဘူးအခုမှ line ပေါ်မှာတက်လာမှကျွန်တော်တို့လည်းသိရပါခလေးလေးကိုအများထိမ့်ပေးနေတာပါ ဟောကလေးလေးတော့သူကအမြဲတမ်းအိမ်သေးနေတာပါကြာပြီပေါ့အဲ့တိုင်းပဲကလေးကအဲ့အန်ဒီရဲ့ရင်ခွင်ထဲမှာပဲရှိနေတာပါဒါကတော့မင်းမင်းတို့ဗီဒီယိုထဲမှာမြင်တွေ့ရတာကိုမင်းမင်းတို့ပြောပြတာပါချို့ကလည်းမင်းမင်းတို့ကိုအပိအမြောင်လောက်တယ်မင်းမင်းတို့ကအပိအမြောင်လောက်တာမဟုတ်ဘူးဒီအန်ဒီမှာအပြစ်ရှိရဆိုတာမှန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူများပြစ်ကဲအားလုံးပဲမိလာပါခင်ဗျာကျွန်တော်တို့ AND ပဲ ဖြစ်ပါတယ်ဟိုတယ်နီးကဖြစ်သွားတဲ့လိုင်သာယာကအန်ဒီအတွက်ပေါ့နော်သူ့ရဲ့အကြောင်းတွေကခိုင်မာတဲ့သတင်းတွေရရှိထားပါတယ်ခိုင်မာတဲ့ပတ်ဝန်းကျင်ကပြောစကားတွေလည်းရိုက်ထားတယ်ကိုယ်တိုင်သွားတဲ့သူတွေလည်းရှိပါတယ်အဲဒီမှာကျွန်တော်ပြောချင်တဲ့ဇာတ်ကစိုင်းပိုင်ရှင်အတော်ကြီးရဲ့အမေကပြောထားပါတယ်အမှန်ကသူတို့မမားဘူးပေါ့လေအမေမေက ူတို့မှတ်မှားဘူးသူတို့ဒီလိုလုပ်တယ်ဆိုတာလေတကယ်လုပ်တာမဟုတ်ဘူးနောက်တစ်ခါမလုပ်ရဲအောင်ရှင်းချောက်တာပါအဲ့လိုပြောပါတယ်သူတို့ရိုက်တယ်ပြုတ်တယ်ရိုက်တာပြုတ်တယ်ဆိုတာလေရက်ွက်ထဲမှာရန်ဖြစ်လို့ ရိုက်ထားတော့ဒီတမကအရိုက်ခံရပါတယ်ပေါ့သူတို့လောက်ထားသည်တကယ်လောက်တာလည်းမဟုတ်ပါဘူးပေါ့လေပုံတက်နေပြီးတော့ဟာတယ်မျိုးဇမမိုးဆိုပြီးခေါင်းမော်ပြီးဟဲ့လို့ရိုက်တာတကယ်မော့တကယ်လောက်တာမဟုတ်ဘူးဆိုတဲ့ခါကျတော့ဗာလေဆိုတော့အဲ့ဒါထားလိုက်တော့ကျွန်တော်အဲ့ PD ကိုကျွန်တော်ရှာတယ်အဲ့ PD ကိုရှာတယ်မတွေ့တော့လို့ပေါ့နော်ကျွန်တော်ကြည်တန်းတန်းနေပျောက်သွားတဲ့အတွက်မတွေ့တော့လို့ကျွန်တော်မတင်ပြီးတော့ဘူးပြောချင်တာကအဲ့ဒေါ်ကြီးကိုလုံရင်တောင်ကျွန်တော်တို့အဲ့လောက် ဖြစ်သွားစေရအကြောင်းမရှိဘူးဒါသူတို့လေအမှန်မင်းကသူတို့အမှန်ကနေသူတို့ဒေါသကြောင့်မှားွားတာဒါသူတို့ဟိုမပြောချင်တော့ဘူးပေါ့နော်ထားလိုက်ပါတော့သူတို့ပြည်သူတို့ခံနေမယ်အဲ့ဒီ NDP ရောတာကတော့ပြန်ပြီးတော့ဒီခိုးရတဲ့အတော်ကြီးကိုတရားစွဲမယ်ပေါ့လေဒါထားလိုက်တော့ပြည်သူတွေကဖြစ်ရှင်းပေးသွားလိမ့်မယ်ပေါ့လေဆိုတော့ပြောချင်တာသူတို့လောက်တာတကယ်မဟုတ်ပါဘူးဘာညာဆိုတော့ကဲပါထားလိုက်ပါတော့ကျွန်တော်တို့ဒီ DND ရဲ့အကြောင်းကိုပဲကြည့်ကြမယ်နော်ဗီဒီယိုလေးကိုစဆုံး ကြည့်ပြီးတော့ကျွန်တော်တို့ဝေဖန်ကြမယ်မမဲတော့ကျွန်တော်ကဒီတင်းလေးကိုမမဲကျွန်တော်မလို့ရှင်ဘူးလို့ရှင်သွားအတိကျမှုမရှိဘဲနဲ့ရန်တမ်းပြီးတော့ကျွန်တော်မလို့ရှင်ဘူးအကြောင်းမလို့ကျွန်တော်ဟိုဘီဟိုတက်လာတဲ့တည်င်းတွေလက်ကြည့်ကြကြည့်အစအဆုံးကြည့်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 ပြီးတော့မှဟုတ်ဒီမဟုတ်ဒီကိုကျွန်တော်တေးကြပြီးဆိုမှကျွန်တော်ဗီဒီယိုတင်ဆက်ပေးတာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးတွေကိုအစအဆုံးကြည့်မယ် လတ်ကောမခလေးတွေရိုက်ရိုက်နော်ခလေးလည်းပါတယ်ဟုတ်တယ်ဒီကလေးကနောက်ဆုံးကဒီဒီပြန်မြင်လဲမြင်မှာမကောင်းဘူးသူလည်းပါနေတာဟုတ်တယ်အလုကန်ထားရတာအလုကန်ထားတာနေပြည်တော်မှာအနာခံထားရတာကျိုးတော့ကတော့ကျွန်တော်တို့ဗီဒီယိုဖိုင်လေးပဲကြည့်ရတာအစီနှစ်နှစ်ဖက်သုံးဖက်ပဲကြည့်ရတာဒါလူကြီးကဘယ်လောက်ဖူးရောက်နေလဲဆိုတော့အခုကျွန်တော်ဆောရကြည့်တာလည်းရောင်နေတဲ့ပုံပဲပေါ့ပါဘူးနော်ရောင်နေတဲ့ပုံကဒါလူကြီးနဲ့ကလေးနဲ့ကအကြီးဖအရင်လို့ အရင်မဟုတ်ဘူးအရင်မဟုတ်ဘူးတော့ဒါပဲလေးတက်တက်လူစီပြင်းနေလူကြီးကိုတက်တက်လူစီပြင်းလူကြီးကတော့ဒါဦးအချင်းနေဘယ်လိုရှိလဲနေဒါအကိုပိုင်မဟုတ်ဘူးအဆောင်ပေါ့ဟုတ်တယ်ဟုတ်တယ်အဆောင်အဆောင်ဒါဦးအချင်းနေပဲဒီကတော့ဒီပြက်တလောက်တူပဲကလေးကတော့လည်းဘယ်လိုအချင်းနေရှိတော့မသိဘူးသူတို့နောက်ခါစီးပွားအဲ့ဒါကတန်ကြီးက9000တောင်9000လောက်ပဲ။ဒီမှာဥပ္ပဒါဘာပါ့။ပထမတစ်ခေါက်က9000လောက်ပဲ။ဟုတ်။နှစ်ခါပြောင်း။ဟုတ်နှစ်ခါပြောင်းတော့ပထမတစ်ခေါက်ကတော့9000မူလောက်ပဲရှိမယ်တန်ကြီးက။တော့အဲ့ဒါကြီးကလည်းပြန်ရောပြီးက9000လောက်နဲ့။ဟောသူကအဲ့ဆိုင်မှာပဲနှစ်ခါသွားခိုးလိုက်တာ။ ်ညီပေါ်လီအဲကွာခလေးကိုဒါအမောင်းလို့ပြဆိုတော့ကျွန်တော်အဲ့လောက်ဒီဒေါသဖောက်မှာမဟုတ်ဘူးနော်ခလေးပါနေတာခလေးကိုပါလုံးလိုက်တော့ခလေးကလေးချက်လိုက်တာဒါလည်းသူက DNA ကိုလုတ်တယ်ဆိုရင်တော့ကျွန်တော်တို့တွေအဲ့လောက်သွားစရာမလိုဘူးမမင်းကဟုတ်တယ်တက်တူခက်ပဲနဲ့သူဖြစ်တာမြန်မာနိုင်ငံမှာလည်းသူတို့တွေအဲ့လောက်နဲ့ဆိုင်ရလူဖုံးလူရဲ့ကောင်းနေဆိုလို့ねသူတို့လုံရမှာမဟုတ်ဒါနဲ့ထိုးပါမဟုတ်ပါကောင်းနေဒါဒါဒါအဲ့ဒီကိုတို့သူတို့ဒီလောက်ကြီးနေစားနော်အဲ့တော့မနက်ကရလို့ဆိုရင်ကျွန်တော်ထပ်လာပြီးတော့လူပေးမယ်ခလေးကိုလည်းတက်တက်လူပေးမယ် ်ဒါဒီမှာမျက်နှာဒီမှာဝါရရပဲနော်ခုနောက်ကကောင်မလေးတော့မျက်နှာမပေါ်တော့နှာခေါင်းပြောက်တယ်ဘာပြောပြပြည့်လဲတော့ဒါဒီရောက်ခဲ့တယ်ဆိုတော့ကျွန်တော်ဒါမှတ်တမ်းသိတင်ပေးတာနော်အဲ့တော့ဒီနော် လိုင်းတရားမှာဖြစ်သွားတဲ့ ND ဟီကိုဒီနေ့မင်းတို့သွားခဲ့ပါတယ်။အဲ့ ND နဲ့အရင်မတွေ့ခင်မင်းတို့ရက်ွက်ထဲမှာလိုက်ပြီးစုံစမ်းပါတယ်။တယောက်တည်းရဲ့စကားကိုနားထောင်တာမျိုးမဟုတ်ဘဲနဲ့မင်းတို့ scary gate တွေမှာကိုရက်ွက်ထဲမှာရောအဲ့လိုမျိုးပေါ့နော်လိုက်မီစုံစမ်းပြီးရောမှတိတိချာချာလေးမင်းမင်းသိလာတာလေးကိုပြောပြပါမယ်။မင်းမင်းလည်းရက်ွက်ထဲကနေပြီးရောပြန်ကြားလာခဲ့ရတာပါရှင်။ ND ရဲ့နာမည်ကတော့ဒေါ်ရခိုင်မပါ။ရက်ွက်ထဲမှာလည်းသူ့ကိုဒေါ်ရခိုင်မလို့ပဲခေါ်ပါတယ်။ ND ကအရင်တော့ပတ်စံရှိရဲတဲ့ပြောရမယ်ဆိုရင်တော့အထယ်ကြီးပြပတ်စံရှိတော့လည်းသူက ေးကန်းရရော်တဲ့ခလေးလဲချစ်တတ်တယ်ဗီယိုထဲမှာပါတဲ့ခလေးဟိုမှာမဟုတ်ဘဲနဲ့သူကရက်ွက်ထဲမှာရှိရခလေးတိုင်းအောင်ထိမ့်မိရတဲ့ဗီယိုထဲမှာပါတဲ့ခလေးလေးရလဲ IND နဲ့ဘာမှတော်ဆမှုမရှိကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော်သားမျိုးတော့ကျွန်တော်လည်းပြင်ကြည့်မယ်ပေါ့နော်ခင်ဗျားလေကြည့်တယ်ကျွန်တော်လည်းကြည့်မယ်ကြည့်ဖို့မဝေးမှမပြနော် ဒီဦးရဲ့ရက်ကွက်ထဲကခလေးပဲသူအိုက်ခလေးလေးကိုလည်းနှလားသားအရွယ်တွေကသူကထိမ့်ပေးရတဲ့ရက်ကွက်ထဲကပြောကြတာပေါ့နော်အိုက်ခလေးလေးရဲ့အဖေအမေတွေအလုတ်သွားတယ်အပြင်သွားရဆိုရင်အိုက်အန်နီရှိမှာပဲခလေးကိုထားခဲ့တာအိုက်ခလေးကိုအိုက်အန်နီကကြည်ပေးတယ်ကြည်ပေးရရေမိုးချိုးပေးရထိမ့်ပေးရပေါ့နော်အဲ့ဒါရက်ကွက်ထဲကနေရောမင်းတို့ပြောပြတာပေါ့ခလေးလေးကိုပေါ့နော်ဗန်းပြပြီးတော့သူအဲ့လိုမျိုး live live လှုပ်ရှားနေရလဲရက်ကွက်ထဲကဒီခလေးကိုမှထိမ့်ပေးရမျိုးမဟုတ်ဘဲနဲ့တခြားခလေးကိုလည်းသူကခလေးချစ်တတ်တာဖြစ်တဲ့အတွက်ထိမ့်ပေးပါတယ် ဗီဒီယိုထဲမှာပါတဲ့ကလေးကိုတော့ပို့ပြီးတော့ထိန်းလေးပြစ်ပါတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့အဲ့ကလေးလေးကအဲ့အန်နီရဲ့ဒါဆုံးသွားရဲ့ဒါဝင်စားရဲ့လို့အဲ့အန်နီကြီးကထင်းထင်းတာဖြစ်တဲ့တော့အဲ့ကလေးကိုသူကပို့ပြီးတော့ချစ်ပြီးတော့ပို့ပြီးတော့ထိန်းလေးဖြစ်တယ်ပေါ့နော်။အဲ့ကလေးကအခုဗီဒီယိုထဲမှာပါတယ်ပေါ့နော်။အရိုက်ခံရတဲ့အန်တီရဲ့ဆုံးသွားရဲ့ဒါဝင်စားရလို့လဲရက်ွက်ထဲကလူတွေကမင်းမင်းတို့ကိုပြောကြပါတယ်။အဲ့လာကြောင့်မို့လို့လဲအဲ့အန်နီကအဲ့ကလေးကိုပို့ပြီးတော့ထိန်းလေးဖြစ်တယ်။ပို့ပြီးတော့ပေါ့နော်သူ့နာမှာခေါ်တာဖြစ်ပါတယ်။နေကကလေးရဲ့မိဘအရင်းနေရဲ့ အင်တာဗျူးတွေပါလေမမင်းတို့ကကြီးလိုက်တာဆိုတော့မမင်းတို့သွားဖို့အတွက်ကိုဇဝေဇဝါဖြစ်သွားတာတော့အမှန်ပါအဲ့လာကြောင့်မလို့မမင်းရဲ့မမင်းအမျိုးသားရဲ့အရင်ဆုံးအဲ့ရက်ွက်ထဲကိုသွားမယ်အရင်ဆုံးအကြောင်းဆုံးမေးကြည့်မယ်မေးကြည့်လို့မှရက်ွက်ထဲရာစကားကိုအရင်ဆုံးနားထောင်မယ်လို့မမင်းတို့ကဆုံးဖြတ်ချက်ချပြီးတော့အဲ့အန်တီနဲ့အရင်မတွေ့ခင်ရက်ွက်ထဲမှာရှိရဲ့ကယ်ရီဂိတ်တွေအဲ့နားမှာရှိရဲ့လူတွေကိုမမင်းတို့အရင်ဆုံးမေးပါတယ်အားလုံးဖြေရဲ့အဖြေကလည်းဒီအဖြေတစ်ခုပဲထွက်ပါတယ်ရှင်ဗီဒီယိုထဲမှာလည်းမြင်ပါပါအဲ့ကလေးကိုအဲ့အန်တီဘယ်လောက်ထိတန်ရောစဉ်ရှိလဲမရှိ ဘူးလဲဆိုတာဟိုဘက်ကရိုင်းနှက်တဲ့အမားကနေပြီးတော့ခလေးကိုခေါ်သွားလိုက်တတိုက်မှာကြိုးတုပ်လိုက်လို့ပြောလိုက်တဲ့အချိန်မှာကျမခလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့သူ့ရင်ခွင်ထဲမှာထည့်ပြီးတော့ပြောနေရအောင်အမားတို့ဗီဒီယိုရယ်ဗီဒီယိုကိုကြည့်ရလွယ်ဆိုမြင်ပါလိမ့်မယ်တတိုက်မှာကြိုးနဲ့တုပ်ထားတဲ့အချိန်မှာဆိုလဲအဲ့တိုင်းပဲခလေးကအဲ့အန်ဒီရဲ့ရင်ခွင်ထဲမှာပဲရှိနေရပါဒါကတော့မင်းတို့ဗီဒီယိုထဲမှာမြင်တွေ့ရတာကိုမင်းတို့ပြောပြတာပါအချို့ကလည်းမင်းတို့ကိုအားပေးအားမြောက်လုပ်တယ်မင်းတို့ကအားပေးအားမြောက်လုပ်တာမဟုတ်ဘူးဒီအန်ဒီဟုတ်တယ်အဲ့အဲ့ ဟိုဒီကကျွန်တော်ရဲ့အကောမန့်ထဲမှာလည်းအများကြီးရှိရေနော်။အဲ့တော့မင်းအပေးအမြောက်လောက်တာတို့ဟိုဟို ကိုလိုလေအမှန်တရားဘာညာပေါ့ဗျာချောက်ပြောကြတာပေါ့ပြောကြတဲ့လူတွေချင်းကျွန်တော်အဲအဲ comment တွေလည်းတွေ့ပါတယ်အဲ comment တွေကျွန်တော်ကောင်းကောင်းမွန်မွန်ပဲပြန်မိပါတယ်ဆဲတဲ့လူတွေလည်းကျွန်တော်ပြောသလိုမျိုးပဲတခိုးအားပေးအမျိုးလောက်တာမဟုတ်ဘူး DND ကိုလောက်တယ်ဆိုတော့ကျွန်တော်တို့ဒီလောက်ဖြစ်သွားစရာအကြောင်းမရှိဘူးအခုကခလေးဝော်လောက်လို့နော်ပြောရှင်အသက်ရွယ်กว่าတာကိုပုံနိမိဇုံမျိုးဆိုပြီးတော့အဲ့လိုမျိုးလောက်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဆိုင်နေမိတော့တွေ့တာသူတဲ့အမေတွေ့တာသူတဲ့တခြားစီပဲခါလဲပါတော့ဒါလဲပါတော့ဒါဟို သူလမ်းကြောင်းနဲ့သူဖြစ်သွားပါပြီသူတို့လဲဒါသူကနေသူဖြစ်သွားပါလိမ့်မယ်အပြစ်ကြီးလဲအဲ့လိုမျိုးဖြစ်ပြီးတော့မပြောချင်ပါနော် အပြစ်ရှိရဆိုတာမှန်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူများပစ္စည်းကိုအခုလိုမျိုးယူတာဖြစ်တဲ့အတွက်အပြစ်ရှိပါတယ်။ဒါပေမဲ့ immunoless အထည်ဆိုင်ဖွင့်လာတာဖြစ်တဲ့အတွက်အဲ့လိုမျိုးသာလုပ်ခဲ့မယ်ဆိုရင်အရင်ဆုံးအမအမယူနေရညီမတို့သိရနော်။အမရှိတစ်ခေါက်ကလည်းလာယူပါတယ်။အခုလည်းထပ်လာယူတယ်။ညီမတို့သိရနော်။နောက်တစ်ခါထပ်လာလုံမယ်ဆိုရင်အမအောင်ညီမတို့ရဲလက်ထဲအပ်မယ်။အရင်ဆုံးအဲ့လိုပဲပြောမိမှာအခုလိုမျိုးရိုက်နှက်မှာတော့မဟုတ်တာအမခံပါတယ်ရှင်။နောက်ဆုံးအဆင့်ကိုပစ္စည်းကိုယူနေရမို့လို့ဒေါသထွက်ရင်တော့ဘီရိုရိုက်ပြီးဒီအမ ားတော့ညီမတို့ဆိုင်မှာလာပြီးပစ္စည်းတွေရောခုလိုမျိုးတွေလုပ်နေပါတယ်ဆိုင်သမားတွေတိရအောင်လို့အတွက်တင်မေးရပါဆိုပြီးတော့ပဲတင်မှာပါအခုလိုမျိုးကိုထီးလက်ရောက်စပင်ကိုဆွဲပါကိုရိုက်ပေါင်နေနေအဲ့လိုမျိုးတွေဓာတ်တိုင်တွေမှာကြိုးထုတ်တွေရောမင်းတို့လုံမှာမဟုတ်နောက်ဆုံးအဆင့်ရဲလက်ထဲကိုခေါ်ပြီးတော့အပ်လိုက်ပါမယ်တာဝန်ရှိရဲ့လူတွေကသူ့အလုပ်ကိုသူလုပ်သွားပါလိမ့်မယ်ရှင်အခုလိုမျိုးဗီဒီယိုကြီးရိုက်ပြီးတော့ line ပေါ်မှာခလေးတွေပါတာဖြစ်တဲ့အတွက်ပို့ဆိုးပါတယ်ခလေးကိုကအစဓာတ်တိုင်မှာကြိုးထုတ်ထားတာပါအရင်ဆုံးခလေးတယောက်တည်းကိုဓာတ်တိုင်မှာခေါ်ပြီးတော့ ကျိုးသွားတုတ်လို့ဗီဒီယိုဖိုင်ထဲမှာပါပါတယ်ဒါပေမဲ့ NDE ကနေပြီးတော့ကျမခလေးကိုမလုတ်ပါနဲ့ကျမကိုပဲလုတ်ပါဆိုပြီးတော့ဗီဒီယိုဖိုင်ထဲမှာပြောနေတာတွေ့ရတဲ့မိမင်းတို့ကတနာတာခလေးကိုလည်းတနာတယ်အခုလိုမျိုးရိုင်းနှက်နေအောင်လဲလူသားချင်းစာနာတာပါရှင်မိမင်းတို့အပေးအမြောက်လုတ်နေတာမဟုတ်ပါဘူးမိမင်းတို့ရှိမှအဲ့လိုမျိုးလာလုတ်ခဲ့ရင်လဲမိမင်းတို့ကပထမအဆင့်တတိပေးမယ်ဒုတိယအဆင့်တတိဘလို့မှပေးလို့မရဘူးဆိုရင်ရဲခေါ်ပြီးတော့ရဲလက်ထဲကိုအပ်လိုက်ပါပါ အလားမို့လို့လဲမမင်းတို့ဘသူရှိကားမှအလှလုံးဝလုံးဝမခံပါဘူးရှင်အခုလာလှရဲ့ပတ်စံဒီလဲမမင်းရဲ့ချွေးနဲ့သာလဲရှာထားရဲ့ပတ်စံမမင်းရှိမှာအထယ်ဝယ်ရတဲ့ customer ရဲ့အလှပါဘာဖြစ်လို့လဲဆိုတော့မမင်းဘသူရှိကားမှအလှမမင်းစိတ်ထဲမှာစိတ်မကောင်းဘူးခလေးကိုလဲတနာရဲ့ DNA ကိုလဲအခုလိုရိုက်နှက်တာတနာတာဖြစ်တဲ့အတွက်မမင်းရှာထားရဲ့ပတ်စံတွေကနေပဲမမင်းငါးသိန်းချက်ကိုလာလှတာပါရှင်ဒါခလေးလေးနဲ့ဒီမှာနေတာဘယ်လောက်ကြာပါလဲ จาပြီးသူတို့อ่ะဒီရွာထဲမှာပဲမွေးပြီးရွာထဲမှာပဲရွာနေပြေးနိုင်တယ်ဗျာ။ဟော။ဟုတ်မြတ်ကောင်း။ညချမ်းမြတ်ပါ။သူတို့ရဲ့ဒီကလေးလေးရဲ့မိသားစုအခြေအနေရဟောဒါအခုအခုပေါ့နော်။ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူး။အဲတချို့ကြတော့လဲငှားလိုက်တာလား။အချို့ကြတော့လဲတော်တယ်။အဲအဲ့ဒါလေးရောသိလို့။ငှားတာတော့မဟုတ်ပါဘူး။ तू อ่ะမင်းလေးတယောက်လို့အမြဲတမ်းစောင့်ရှောက်ပြီးချစ်တယ်ဒီကလေးကိုဒီလိုလှုပ်လှုပ်ရှားရဲဆိုရယ်မသိပါဘူးအခုမှ line ပေါ်မှာတက်လာမှကျွန်တော်တို့လည်းသိရပါဘာကလေးလေးကိုအမြဲထိမ့်ပေးနေတာပါ ဟောကလေးလေးတော့သူကအမြဲတမ်းထိမ့်ပေးနေတာပါကြာပြီပေါ့ဒါကလေးလေးလို့ထိမ့်ပေးတာထိမ့်ပေးတာအဲ့ဒီကြာအောင်ထိမ့်ပေးနေတာပါဟောဒီကလေးကိုသူပဲထိမ့်ပေးနေတာเนาะဟောဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မယ်တုတ်တင်ဒီကောင်မလေးအမေရဲ့ရောက်ခမဟောဒီကောင်မလေးအမေရဲ့ရောက်ခမရောက်ခမဟုတ်ကဲ့ပါဒီကောင်မလေးအမေရဲ့ရောက်ခမဆိုတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုတော့ကဒီကောင်မလေးအမေ အမေရဲ့ရခမတော့အဖွားနှစ်ဝန်းခွဲလောက်သွားတော့မယ်နော်အော်အဲ့ဒါကြတော့ဒီကောင်မလေးအမေရဲ့ရခမတော့ကိုယ့်ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကွက်လောက်တွက်နော်ဒါဒီထဲမှာကျွန်တော်ရဲ့ရှင်းပြလိုက်ဒါကွက်လောက်ကြာမှာအဲ့အပြက်ကနာဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့အဲအဲ့တော့ကျွန်တော်တို့လက်ရှိဖြစ်နေတာကြတော့လေကျွန်တော်ဒီပရိုက်ကသမားတွေကဒီဟိုအလှူရှင်တွေနဲ့ဒီပေါ့နော်တည်တည်တိုက်တဲ့သူတွေကိုချပြတဲ့နေရာမှာဗာလေးတွေဟာနေနေဆိုဒီအဖွားနဲ့ဒီခလေးလေးနဲ့တာအမိတို့တချို့ကထင်ကြတာ ตามิလို့ထင်ကြတယ်ဒါပေမဲ့ตามิမဟုတ်ဘူးအဲတချို့ကြတော့လည်းပေါ့နော်ဒီကလေးလေးရောအတူတူပါလေလို့ထင်ကြတယ်ဒါပေမဲ့ဟိုပေါ့နော်မပါဘူးပေါ့နော်ကလေးလေးเนี่ยတက်တက်ကလေးလေးကိုသူကချစ်တဲ့ခင်တဲ့အတွက်အများနဲ့လာလာခေါ်ယူပြီးတော့ငကိုရေကမှဒီလိုပြက်တရာတွေမဖြစ်ခင်တဲ့မှာဒါဒီကလေးကိုခေါ်ပြီးတော့ထိန်းကြောင်းတာရှိရယ်ပေါ့နော်အဲ့တော့ဒီအဖွားကတော့ဒီနားမှာတနေရာမှာနေတာဟုတ်ကဲ့နော်အဖွားတက်တက်တနေရာမှာနေတာဒီလိုပြက်တရာတွေဖြစ်ကမှာအဲ့ဒီရမိသားစုတွေလည်းဒါသိကြတာပေါ့နော်အဲ့တော့ဒီကလေးလေးရဲ့မိသားစုတွေရဲ့ဒီသူတို့ပေါ့နော်သူတို့ရဲ့ဒီ ိုကျင့်တရားပိုင်းညောဘယ်လိုလေးရှိလောက်လဲကိုကျင့်တရားပိုင်းကတော့သူတို့အလုတ်လုတ်တယ်တောတိုးတယ်အခုဟိုနဲ့မဲဆလီဘူးချိန်ဆိုမဲဆလီဘူးတက်တယ်ဇွာထဲမှာဈေးရောက်နေငါရောက်နေငါရောက်နေအဲ့ဒါလေးပဲချိုးရတော့လေချင်းခုတ်ခဲ့တာပဲချိုးကြတော့အခုပြောနေကြတာပေါ့နော်အာအလှရှင်လေးလူဒါရက်ကွက်ရဲ့ပါညာเนาะဒါရက်ွက်တွေကပြောတယ်ပြောစကားတွေเนาะဗီဒီယိုရိုက်လို့သူတို့ရုပ်တွေကိုကြည့်တယ်ဗီဒီယိုရိုက်လို့တမင်လို့ပြောနေတဲ့ရုပ်တွေတခုမှမပါဘူးเนาะအဲလေတစ်ချက်ကြည့်တာ ထူတဲ့အခါကျတော့ဘယ်မှာခဏနေဒီခိုးတဲ့လူကိုဒီလိုလူနေမယ်ဆိုလို့ရှိရင်နောက်လူတွေပါလိုက်ခိုးမလဲဆိုတော့အဲ့ဒီပေါ်မှာရောပြောပြရရှိလားဘာရှိရှိပါဘူးရှိပါဘူးနံပါတ်မရှိပါဘူးအဲ့လိုနံပါတ်မရှိပါဘူးအခုတခါလဲဘာကြောင့်လှုပ်လိုက်တယ်လို့ခံမန်းမိလဲချိန်မိလဲကိုယ်စိတ်ကသူ့မေရတော်တော်ဒုက္ခရောက်နေလို့လုံးမိလောက်ရအောင်လှုပ်လိုက်တာပဲဖြစ်ရမယ်ကျမတို့အဲစကားမဆက်ပြောမယ်နောက်လှုပ်တဲ့လူတွေကိုဖြစ်ကိုခံတော့ကျတို့ကဒီလိုမျိုးလှုပ်လို့ရင်ဒီလိုမျိုး အလူငွေရရဆိုပြီးတော့လိုက်လို့တော့ခင်ဗျားတို့ဖြစ်ရင်ခင်ဗျားတို့ခံတော့ကြိုးတော့ဝင်းမြန်တော့ပြိုးပြီးသားတခါလေအခုအသက်50နဲ့6နှစ်ဆိုပြီးဒီလိုဟာမျိုးတခါမှမကြဘူးဒီလိုရက်ွက်ဒီမှာရောအုံးထားဆိုတော့ကျွန်မတို့မကြဘူးအခုတခါပထမဦးဆုံးမှာအဲ့လိုတင်ပထမဦးဆုံးအဲ့လိုတင်လေဟိုစားအဲ့လိုမလုပ်ဘူးသူနံပါတ်ပြတဲ့မရှိဘာကြောင့်ဒီလိုလုပ်လိုက်မင်းတို့တခွားသီးတော့ခြင်ထမ်းတယ်တည်ရဲ့အမေသူစားဆောင်ပြီးလောက်တာပဲထင်တယ်တော်ရပြသူ့အိမ်မှာဟိုစားစိမ့်နဲ့ဝင်ဝင်နဲ့မမြအောင်မမြအောင် သူတို့မှသူအဲ့ဒေါ်ရဲ့ရှီမာကယူထားတဲ့ယောက်ျားကနည်းနည်းငဲတယ်နောက်အိမ်အောင်ပြုတ်ထားတာနောက်အိမ်အောင်ပြုတ်ထားတော့သူကလုံကြုံရေးလောက်တာလုံကြုံရေးလောက်တဲ့အတွက်ဝင်ငွေကလုံကြုံရေးတယောက်ရဲ့လာစာနှစ်သိန်းကျော်လောက်ပဲရတယ်ဒါပါပါအဲ့လိုမျိုးဆိုတော့ဒီမှာစားဖို့ကပတ်စံနှစ်သိန်းဆိုဘလို့မှစားမရဘူးအဲ့တော့ဟိုအတိုးယူမယ်ချီးမယ်ပြုတ်မယ်ပြုတ်လာတော့အတိုးကျွေးတွေမနိုင်တဲ့အချိန်မှာ तू လုံးမိလို့ရအဲလုံးလိုက်တာလို့ပဲဖြစ်နေပို့တွေကတော့ तू ကအဲ့လိုမျိုး ခြေစားလက်စာလည်းမရှိဘူးကွာဟုတ်အဲ့လိုမျိုးခြေစားလက်စာလည်းမရှိဘူးအခုဆိုလို့ရှိရင်ကျွန်တော်တို့လှူထားတဲ့ပြောရင်လည်းယောက်ျားကိုလည်းမပြောရဲနော်ဒီမှာလည်းမဖြည့်ချင်းလို့မေရယောက်ျားကပြောရင်လည်းယောက်ျားနေရပြဿနာတက်အောင်မဲထုရင်လည်းထုခံထိအောင်မဲဆိုတဲ့ခါကျတော့ဒါကတော့ဖြစ်တတ်ပါတယ်လုံးမီလုံးရလျှောက်လုံးလိုက်တဲ့သဘောပါပဲနော်လူရှင်နေရှိတယ်အဲ့ဒီလူရှင်နေပြင်ကိုကျွန်တော်နောက်ထပ်လှူတဲ့လူရှင်ဘာသာဆိုတော့ကျွန်တော်အကျိုးအကြောင်းအခြေအနေမသိသေးလို့အဲလက်ရှိကြတော့လေဒီခလေးလေးကတက်တက်ဗျာ ဒီအဖွားတက်တက်အဲ့လိုတက်တက်ဖြစ်တဲ့ခါကျတော့အခုအလှူရှင်တွေကတကယ်လို့လှူခဲ့မယ်ဆိုရင်လှူမယ်ဆိုရင်ဒီကလေးလေးကိုလှူတင်လာလားဒီအဖွားကိုလှူတင်လာလားဒါမှမဟုတ်ဟိုဘောသူများတွေပြောသလိုပေါ့နော်ဒီဟိုတခုအာမပေးနဲ့မလှူတင်ဘူးလို့ထင်လားအဲ့လိုပြောမယ်လို့ဆိုတော့မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံမိလုံရအလုပ်ကိုလုံလိုက်တာ။ဒါပေမဲ့ကလေးလေးအဖို့ရပါပူတနာဖို့ကောင်းပါလား။ကလေးလေးကပန်းကောင်းညို့ညို့ဖြစ်သွားတာပေါ့။ ူမဲ့ဆိုရင်ဒါသွမ်းနာပြောလို့ပေါ့လူတော့လူသိနေလူသိမှာပေါ့ဒါဆိုရင်ဟိုလူသိနေလို့ဒါပေါ့နော်ဒီပဝင်းကျင်ရရှိတဲ့လူတွေပြောတယ်လူသိနေဆိုရင်ဒီကလစ်လာနှစ်ခုတည်းကဘယ်သူ့ကိုပို့ပြီးလူသိနေလဲဒါပေါ့နှစ်ယောက်သလုံးလူသိနေလားဘယ်လိုထင်လဲဝီဝဲခောက်ပါခောက်ဝီဝဲခတ်တော့ဘလူဝဲပြပြလူမဲ့ဆိုတော့နှစ်ဦးနှစ်ဖက်လုံးကိုလူပါနော်နှစ်ဦးနှစ်ဖက်လုံးလူပါဟိုကလေးလေးရဲ့အမေကြတော့ငယ်ရွယ်တဲ့အရွယ်ပဲရှိပါသေးတယ်ငယ်ရွယ်တဲ့အရွယ် ရှိသေးတယ်လုံလံကင်နိုင်ခြိုက်ဖွေနိုင်သေးတဲ့အရွယ်ဖြစ်ပါတယ်နော်ဒါပေမဲ့ဟိုအန်ဒီကြီးကတော့ဟိုအန်ဒီကြီးကတော့သူ့ရဲ့အဲဒီယောက်ျားကလည်းအလုံးလုံးတယ်အဲသူကိုယ်တိုင်လည်းအလုံးလုံးမယ်ဆိုရင်တော်တော်ဘာညာပေါ့မယ်စလီဘူးဖူးဆိုပြောတယ်လို့ဘာညာလုံးမယ်ဆိုတဲ့လုံနိုင်သေးတဲ့အတွက်ကြောင့်မလို့လူမယ်ဆိုလည်းနှစ်ဖက်လုံးကိုလူပါနော်ဒါမှသာလျင်ကျွန်တော်တို့ဝမ်းရံပေးရတာလေဝမ်းရံကြိုး နဲ့မယ်လို့ထင်ပါတယ်ခင်ဗျာနှုတ်နှစ်ဖက်လုံးမယ်လှူပါဟိုလူကိုပို့လူပါဒီလူပို့လူပါလို့မပြောချင်ပါဘူးခင်ဗျာနော်မြောက်စလုံးလူပြင်းတယ်လို့ထင်တာလူမဲ့တို့ဒါဒီမြောက်စလုံးမှာမြောက်စလုံးမှာပြင်းပါဝင်မားနေတယ်ပြင်းပါနေရတယ်ဟဲ့ပါနော်လည်းလုံးမလို့လာတော့ဒါရောအရှင်းလို့လာတော့ဒါဒုက္ခရောက်လာဆိုလည်းမရလုံးမလာဒါပေါ့ဒါပေါ့နော် ဥရောပါတာကိုအဲတစ်ခွက်လေးသူတို့ပါရည်လားအာပါရည်အဲကလေးအမေရဲ့ကလေးလေးရဲ့ဖားရည်ကလေးလေးပါရေအခုကလေးလေးကိုတကယ်လို့လူကျင်တဲ့အလူရှင်နေရှိရင်ရောအခုလက်ရှိဒီအိမ်မှာမရှိဘူးဆိုတော့ဟိုဟာလာလူမယ်ဆိုရင်လူလို့ရပါမလားရပါတယ်ရပါတယ်ဆိုတော့ဟိုတနေရောက်သွားလူရမလားဒီကိုလာပေးမလားဒီကဒီမှာပဲရှိဦးအော်ဒီမှာပဲရှိမယ်ကဲဆိုတော့ ဒီနောက်ဆိုရင်တော့အားလုံးပဲသဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်ဒီနောက်ပိုင်းကတို့လူမဲ့ကိစ္စတွေဘာညာကွိကွတွေပြောတာဆိုကျွန်တော်လည်းမကြည့်ကြတော့ဘူးခင်ဗျားတို့လည်းမကြည့်တော့ပါနဲ့ဒီနောက်ဆိုရင်တော့သုံးသက်လို့ရပါပြီဘူပန်လို့လည်းရပါပြီဒီအတော်ကြီးရဲ့အရှင်နေမှန်ကိုလည်းတည်သွားပြီခလေးလေးရဲ့အရှင်နေမှန်ကိုလည်းတည်သွားပြီလို့ထင်တယ်ပေါ့နော်ဆိုတော့အစွန်အားလုံးကပြည့်စုံသွားပါပြီဝေဖန်နေတဲ့သူတွေလည်းပြည့်စုံသွားပါပြီဒါပေမဲ့နောက်တက်ဘလို့တွေဖြစ်လာအောင်လဲဆိုတော့မသိဘူးပေါ့နော်ကိုဘကလည်းမကြည်နဲ့ဘူးသူတို့ခံရပြီးတော့သူတို့က ဒီလိုပါညာကွက်ကွက်တွေဖြစ်နေတယ်ဒီဘက်ကကျတော့လာခိုးပြီးတော့ဒီဘက်ကတော့အဆင်ပြေနေရဆိုတော့အတိုင်းအတာတစ်ခုမှသူတို့ကမကျင်တတ်ဘူးမကျင်တော့နောက်ဆက်တွဲတွေဘာတွေဖြစ်လာနိုင်အောင်မလဲဆိုတော့မသိသေးပါဘူးတည်င်းနေရရင်လဲစက်တင်ပေးပါမယ်ဆိုတော့အားလုံးပဲဝေဖန်ပေးကြပါဦးခင်ဗျာကျွန်တော်အတိုင်းအတာတစ်ခုကတော့ဝေဖန်ပြီးသွားပြီလူမယ်ဆိုရင်လည်းအားလုံးကိုနှစ်ဦးနှစ်ဖက်ကိုလူပေးလိုက်ပါဒါဆိုရင်နှုတ်နှစ်ဖက်လုံးအဆင်ပြေမယ်အဲနိုင်ငံခြား လူတဲ့လူတွေပြည်ကလူတဲ့လူတွေဘာညာကိကွာတွေရောအလုံးအဆင်ပြေသွားမယ်အလုံးကျေနပ်သွားလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့နောက်ဘာတွေဖြစ်လာအောင်မလဲဆိုတော့ကျွန်တော်တို့တွေစောင့်ကြည့်ရုံပဲရှိပါတယ်ခင်ဗျာအလုံးပဲဘိုင်ဘိုင်